မင်္ဂလာညချမ်းပါရှင်နေပြည်တော်မိုးလိုဝသနဲ့ဇလမေရာညချောင်းမှုအစည်းအဌာနမှာ2025ခုနှစ်မေလ6ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလိုဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုင်းထော်ရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်တွေကတော့နေပြည်တော်နဲ့ရန်ကုန်မြို့တို့မှာ39ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရန်ဟိုက်စီနဲ့မန္တလေးမြို့မှာ38ဒီဂရီဆယ်စီယပ်100ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသကြိုးတို့မှာဖန်ရရှိတဲ့ပွိုင်းအားကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တာမိုင်တို့မှာတိမ်တင်တမှာတိမ်နေထနေပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာတိမ်နေငယ်ဖြစ်နေပါတယ်မြန်မာနိုင်ငံဘက်မှာကတော့စကန်နနေသားကြီးရဲ့ထပ်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတနေသားကြီးတို့မှာမုတ်တေတာများဖြစ်လျက်ရှိပြီး အဆိုပါမိုတင်တော်များရွေလျားအနေရတဲ့ရှောက်မှာမိုးရသွင်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုပစ်ခြင်းမျက်စိလက်ခြင်းနဲ့မိုးတီကျွေခြင်းစတဲ့မိုးလဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်စနေနေ့သားကြီးနဲ့ပြည်내များမှာတိန်နေငယ်မှာတိန်တတဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။မြမပင်လယ်ပြင်မှာလိုင်းနေငယ်မှာလိုင်းရင်တတရှိပါမယ်။လိုင်းမြမမြမကံယူရန်တရှောင်းနေကမ်းလွန်ပင်လယ်ပြင်တို့မှာလေးပင်မှာရှစ်ပေကန်ရှိနိုင်ပါတယ်။ နှစ်ဖြန့်မွန်းတဲ့ချိန်ထိခံမှန်းချက်များအနေနဲ့ကတော့နေပြည်တော်ရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာတင်းသက်တဲ့ပြထုံးပါမယ်။တနင်္သာရီတိုင်းဒေသကြီးမှာနေရာနဲ့ပြကချင်ပြည်နယ်မှာနေရာစစ်စဲသကနဒေသကြီးအထက်ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျကျနဲ့ချင်းပြည်နယ်သကနဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်အေရီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးတိတ်ဆုံရွာပြီး တနင်းတိုင်းတနေသားကြီးမှာနေရာကွယ်၍မိုးကြီးနိုင်ပါရယ်နေပြည်တော်နဲ့ဤတဝိုင်းမြလဖျံအတွက်မလူဝသားချင်းနေခံမှန်းကြမှာတိမ်တင်တင်ဖြစ်တော့မှာမယ်အမြင့်ဆုံးမိုးကြီးမှာ38ဒီဂရီဆယ်စီယဲ100ဒီဂရီဖာရဟိုင်းနဲ့အနေအဆုံမူချိန်မှာ25ဒီဂရီဆယ်စီယဲ89ဒီဂရီဖာရဟိုင်းရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နီးတဝိုင်းမနက်ဖြန်အတွက်မလူဝသားအခြေအနေခံမှန်းကြမှာတိမ်တင်တင်ဖြစ်ထွန်းပြီးမိုးထစ်ချုံရဲ့နေရာကွက်ကြောင်းမိုးရွာနိုင်ပါတယ်။ အမြင့်ဆုံးမူချိန်မှာ39ဒီဂရီဆယ်စီယံ69ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ24ဒီဂရီဆယ်စီယံ85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နီတိုဝိုင်းမြို့ပြန်အတွက်မလို့သားအခြေအနေခံမှန်းကြမှာတင်းတင်းတင်းဖြစ်ထွန်းမှာမိအမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆယ်စီယံ100ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ26ဒီဂရီဆယ်စီယံ89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်များအနည်းကတော့ ကချင်ပြည်နယ်သက္ကနဒေသကြီးအထက်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာနေရာကျကျမှနေရာဆစ်ဆိတ်မုတ်တချုံရွာပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလွယ်သားသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။